ဒီနေ့တော့ BL ဝတ္ထုတိုလေးတစ်ပုဒ်ဖြစ်တယ်ဖြေပါမောင်းဆိုရယ်ဝတ္ထုတိုလေးကိုဖတ်ပြချင်ပါတယ်အဲ BL ဝတ္ထုတိုလေးကဝတ္ထုအရှိကြီးတွေလည်းများတယ်ဆိုတော့အဲနည်းနည်း BL ရတာလေးလည်းရအောင်ဒီ BL ဝတ္ထုတိုလေးတစ်ပုဒ်ကိုဖတ်ပြပါမယ်အဲဝတ္ထုတိုလေးရဲ့နာမည်ကတော့ဖြေပါမောင်းလို့ဖြစ်ပါတယ်ဖြေပါမောင်းခြေဘွားကိုထိတွေ့တဲ့အထိတွေ့ကတင်းမှုန်တို့နဲ့ရောချန်နေတယ် ခြံလင်းလိုက်တဲ့ခံစားမှုတိုင်းကတရှက်ရှက်ဒီခံစားမှုဟာတတ်မှန်ခံစားမှုမျိုးမရှိတဲ့မြေသားမဟုတ်ဘူးမအရှိန်နဲ့ခြေချလိုက်မိတိုင်းနစ်ဝင်နေတယ်။မောင်ကျမကိုကြောက်နေတာလားကျမကပဲမောင်ကိုကြောက်နေရလားကျမသိကျင်တယ်မောင်သိကျင်လို့လေဒီနေရာကိုရောက်ခဲ့တာပေါ့မောင်ဒီနေရာကိုဘာကြောက်ရောက်နေခဲ့သလဲတဝဲမျိုးဆိုတဲ့နေရာကကျယ်လွန်းတာကြောင့်မောင်ကိုတွေ့မလားဆိုတဲ့စိတ်တစ်ခုနဲ့လာရတာဟာ ကျမပဲမိုင်မဲလွန်ရကြမလားအရှိန်နဲ့ကြွားသွားနေတဲ့ယထာဟာတရိပ်ရိပ်နဲ့အတားစီမဲ့စွာတိုးဝင်လာတယ်ဘလောက်အရှိန်များများတနေ့တော့ရက်တန့်ရမယ်မဟုတ်လားမောင်ဟာအရှိန်ပြင်းပြင်းနဲ့ပြေးနေတဲ့ယထာတစင်းသာဖြစ်ပါစေလို့ကျမဆုတောင်းနေမိတယ်ကျမရဲ့ချစ်သူဟာကျမရှိကအကြောင်းပြချက်မရှိပျောက်ချင်းမလားပျောက်သွားတယ်ဆိုတာအံ့ဩစရာမကောင်းနေဘူးလားအဖြစ်တစ်ခုခုကိုလိုချင်လို့တိကျင်လို့ ကျမမောင်ကိုလက်ရှာနေရဆိုရင် ကျမမမားဘူးလို့ထင်တယ်မောင်ယထာရတ္တနဲ့အတူရန်ကုန်ကနေရေးမြို့ကိုရောင်ရောက်ခဲ့ပြီရေးကနေတဝဲယထာကိုအတွဲပြောင်းဖို့အော်ဟစ်နေကြတယ်အတွေးစားလို့ခဏဖဲပြီးအဝတ်စားနေခဲ့တာပါတဲ့အိတ်ကိုကင်ကကျမမျှော်ကြည့်နေမိတယ်မောင်စီကိုကျမရောက်တော့မယ်ရေးမြို့ကနေတဝဲမြို့ကိုယထာကတခုတ်ခုန်မောင်းလို့နေတယ်ညကလည်းမောင်းမိုက်နေတယ် ယထားရဲ့ပတင်းကလည်းတဆင်တဲတဲကွက်ကွက်မမြင်ရဘူး။ကောင်းရင်ကကျဲလေးတွေကိုတော့အထင်းသားမြင်နေရတယ်။ငငယ်တုန်းကတော့ကြဲကြွရမြင်ရင်စူတောင်းခဲ့ဘူးလေ။အရွယ်ရောက်တော့လဲငငယ်တုန်းကလိုပဲစူတောင်းမိနေတုန်းပဲ။အချို့ຢာရီမှာ မဖြစ်နိုင်တာကိုပုံမမောတက်ကြစာတဘာဝပဲလားဆိုတာကျမဝေခွဲမရသေးဘူး။မောင်ဟာတိတ်ကူကပြဆိုင်နဲ့ယောက်ျားတယောက်ဆိုတာကျမသိတယ်။ကျမရဲ့ခီးဆောင်အိတ်ထဲမှာ မောင်တိတ်ကြိုက်တဲ့ဇကားခွေတွေပါလာတယ်။ရုပ်ရှင်တွေတိတ်ကြိုက်တဲ့မောင်ဟာရုပ်ရှင်အကြောင်းပြောမယ်ဆိုမမောရန်ပြောသူဆိုတာကျမသိတယ်လေ။ချစ်သူတွေသွားလို့အရက်တွေမူမူပြီးမှအိမ်ပြန်တက်တဲ့ကောင်မလေးနဲ့နေကနေတက်ကတူလာတက်တဲ့ကောင်လေးတို့ရဲ့အချစ်ဇလန်တစ်ခုကိုကျမမှတ်မိသေးတယ်မောင်။မိုင်းဆက်စီကဲဆိုတဲ့ဒရမာကားပေါ့။ဝင်းရင်းဇကားကိုဝင်းရင်းဇကားကိုရီးယားကမိုင်းဆက်စီကဲလေ။နှစ်ကားထဲမှာမှာ ဟောလိဝုဒ်ကပြန်ရိုက်တဲ့ mindset စီကဲကိုပိုကြိုက်တယ်လို့မောင်ပြောခဲ့သေးတာအဲ့ဒီဇလန်တဲ့ကလို့ကံကြမာကကျမကိုအလှက်ပေးပါမလားလို့စိတ်ပူနေမိတယ်ကျမရင်ထဲမိကွန်းတွေမေးနေမိတယ်မောင်မောင်စီမှာကျမသိချင်တဲ့အရာတွေအများကြီးရှိနေတယ်ဒါကြောင့်လဲခရီးအဝေးကြီးကိုကျမတယောက်တည်းထွက်လာရတာပေါ့မောင်စီကကျမသိချင်တာတွေမှတီးခွင့်ရပါမလားအမေးရှိရင်အဖြေရှိတယ်မောင်အချို့မိကွန်းတွေက အဖြေမဲ့နေတက်ပြန်ရော မောင်ချေရဖြောက်သွားတဲ့ကာလဟာကျမပြက်ကတဲ့တစ်နှစ်လင်းနေပြီဘလို့ပဲဖြစ်ဖြစ်အခုတတိမောင်ရိတ်ကောင်းခင်အောက်ကကျမမလွတ်နိုင်သေးဘူးမောင်ကကောင်းခင်ဆိုကျမကပင်လေဟုတ်လားလို့ဖြေပါမောင်ညီကနေတယ်ထင်ရပေမဲ့အဆုံးစမရှိဝေးနေကြတယ်မောင်ဖြေပါမောင်ကျမကိုအုံမိုးထားတဲ့ကောင်းခင်ကြီးဖြစ်ချင်နေရလားကျမကပဲဖြစ်ချင်နေရလားကျမမှာမိကုန်တွေများစွာပါပဲ။ မောင်ထွက်မသွားခင်မောင်နဲ့အတူရှိနေကလေးကကျမသိနေနေခဲ့တာဟန်ဆောင်နေရဆိုမှတော့မတိအောင်ဟန်ဆောင်မယ်ဆိုတာကျမမေ့လျှော့သွားမိတယ်မောင်အမူအရာတွေပြက်ယွန်းနေမှကျမသိတယ်မောင်ကျမသိနေခဲ့တာကြာလှပေါ့ကျမမဟုတ်တဲ့ကျမရဲ့နောက်ွယ်ကဘသူဆိုတာမောင်ပြောပြနိုင်မလားဖြေပါအောင်မောင်ယထာဘော်ကခြေရှားကြခြင်းပဲတိလိုက်ရတဲ့ခန်းစားချက်ကဒီမျိုးမှာမောင်ရှိနေတယ်ဆိုတဲ့ခန်းစားချက်မောင်အဖြစ်အောက်က ကျမမယုံနိုင်သေးတာအသေးချာပဲမေရဲဆိုရင်ကျမတငယ်ချင်းရဲ့ဂရုဏာတတ်တဲ့အတန်ကကျမကို ရောက်ရောက်ချင်းကြိုးစုံနှုတ်ဆက်တယ်အေးချမ်းရှိလာတဲ့တဝဲမျိုးလေးမှာဘာကြောင့်မောင်ရှိနေရတာလဲအဖြစ်ပြက်တွေအဖြစ်မဖြစ်ပြက်ခင်မှာ မောင်ဟာတိတ်ကိုတိတ်စိတ်ငြိမ်တက်နေတယ်ဆိုတာကျမသိနှစ်နေခဲ့တာဘာကြောင့်များမောင်ဒီမျိုးမှာရှိနေရတာလဲမောင်ကကျမကိုလိုက်ခဲ့ပါလို့ခေါ်ခဲ့ဘူးတလားမောင်က ကျမကိုနေခဲ့ပါလို့ပြောခဲ့ဘူးသလားဖြေပါမောင်ဖြေပါတိတ်ကိုအတက်မဲ့လွန်းတဲ့မောင်ဟာကျမကိုအယုတ်တယုတ်လောက်တောင်သဘောထားခဲ့သလားဖြေပါမောင်တဲမီရောချက်ထားတဲ့နေပေါ်ကဖြက်လာတဲ့လေးအီးတစ်ချက်နဲ့အတူကျမမေကုန်းတွေရဲ့အဖြေကိုသိချင်နေမိတယ်ခကြီးပန်းလာပေမဲ့ပဝန်းကျင်တဲ့မောင်ကိုတွေ့တော့မယ်ဆိုတဲ့စိတ်နဲ့ပူစောစွာကျမနိုးနေမိတယ်ကျမတငယ်ချင်းဖြစ်တဲ့မျက်မျက်ကတော့ဖျားတင်မှုပန်းလေးတွေတည်နေတယ် ။တဝဲမှာတော့ဖျားပန်းကိုဝယ်ပြီးကတ်ကြတာနဲ့အိမ်တိုင်းလူလူမှာဆက်ဖလူဆက်ကြပန်းစော်မွားပန်းခရီးရွှေတင်းကဝေဝေးဆဆပွင့်တဲ့အပင်တွေတပင်မောက်တပင်တော့ရှိကြတယ်။မနက်စောစောဆိုရင်ပွင့်နေတဲ့ပန်းလေးတွေကိုခူးပြီးရင်အုံးလက်ကိုတင်ထားတဲ့အုံးလက်ရိုးလေးနဲ့တီးပြီးဖျားတင်ကြတယ်။တဝဲမျိုးရဲ့အလေးချတစ်ခုလိုပဲကျွန်မသိထားတယ်။ကျွန်မကတော့ညက်ရက်လက်ကိုဆွဲတော့မြက်ကခဏနေပါအောင်ဆိုပြီးအေးအေးဆေးဆေးပါပဲ။ နည်းနည်းဖျားပန်းကပ်ပြီးတော့ကျမလက်ကိုဆွဲပြီးအပြင်သွားကြတယ်တုတ်တုတ်ကိုငှားတော့ကန္နာစီလို့ကျမကြားလိုက်မိတယ်မောင်ကဈေးထဲမှာရှိနေတာလားဈေးဆိုတဲ့အတိုင်းလူတွေနဲ့ပြားပန်းခတ်နေကြတယ်မြေပေးမှာရှိတဲ့ဈေးမှုကန္နာစီလို့ခေါ်တာဖြစ်မယ်ရန်ကုန်တုန်းကပေးထားတဲ့ကတိအတိုင်းတဝဲမွင်းကဝဲကျွေးမယ်ဆိုတဲ့မျက်မျက်ကတော့တဝဲမွင်းကဆိုင်ကိုအရှင်ဝင်နေမောင်ကိုရှာဖို့ပဲစိတ်တဲရှိနေတော့ဆာလာမှုတောင်တတိမထားမိတဲ့ကုတ်ကုတ်ကို အံ့ဩနေမိတယ်။မောင်ကောကျမကိုတတိမရပါမလား။အဖေကိုသိနေတဲ့မိကုံးပဲမယ်။မောင်နဲ့တွေ့ရင်မေးချင်နေမိသေးတယ်။ရန်ကုန်မောင်ကနဲ့မတူတဲ့တဝယ်မောင်ကရဲ့ထူးခြားချက်ကမုတ်ပတ်ဟာစာလေးဝေပုံစံမျိုးအခွေလေးကြီး။အပြောင်းအုပ်ကိုအသာပေးချက်ပြီးမုံရင်းဟီဟာအရေခက်ကျဲကျဲပါပဲ။တမျိုးစားလားစားလို့ကောင်းသားဟုစိတ်ထက်တွေးလိုက်မိတယ်။ပဝန်းကျင်စိမ့်တာရော ကိုတေတာမဟုတ်တော့လဲ။မျက်မျက်ခေါ်ရနတ်ကိုသာကျမလိုက်နေမိတယ်။ စိတ်ထဲမှာတော့မောင်ကိုချက်ချင်းကိုပြေးတွေ့ခြင်းမီးရင်မောင်နဲ့တွေ့ရင်ကျမဘာပြောရမလဲမောင်ဘာချောက်ပြောက်သွားတာလဲလို့မေးရမလားတခွန်းနဲ့မေးချင်ပါတယ်ကျမကိုဖြေပေးပါမောင်မောင်ကျမကိုချစ်သေးရဲ့လားမိကုံမောင်များဆိုတော့ကျမရင်နဲ့ပြည့်နေကန္နာစေကြီးရဲ့အဆုံးသက်နာကိုကျမတို့ရောက်လာတဲ့အခါညက်ညက်ဟာကျမရဲ့လက်ဖွားကိုတစ်ချက်ကုပ်ပြီးမိဆက်ပြလိုက်တယ်ဈေးရဲ့တပတ်ချမ်းကမန်ဟက်စတိုင်ဆိုတဲ့ဆိုင်လေးထဲမှာမောင် ကျမတခွန်းနဲ့ရေရွမိတဲ့နန်စာအခုချိန်မှာမောင်ကျမကိုဘလူနန်စာတုံးပြီးခေါ်မယ်ဆိုတာသိကွင်ရမလားမောင်ဆိုင်ထဲကိုကျမဝင်းမဲ့ဟန်ပြင်းတော့မျက်မျက်ကကျမလက်ကိုဆွဲထားသေးတယ်နေအောင်ဆိုတဲ့တဘောအသားနဲ့နင်းညူသွားတာနဲ့မောင်စပင်နဲ့အယောင်ပြောင်းသွားတာကလွယ်လို့တိတ်မပြောင်းလဲပါဘူးစပင်ညက်နေရင်ရေရေမောမောစကားတွေပြောနေတယ်မောင်တော်တော်ပြောရွှေနေပုံရတယ်မောင်ဒီလိုရင်မောတာကိုမြင်ရတာကျမဘဝမှာ လက်ချိုးရည်လို့ရတယ် ကျမလည်းတပတ်ချမ်းမှာမာကျမကိုတတိမထားမိသေးဘူးသူ့ကိုလိုက်မရှာဘူးလို့လည်းထင်နေမှာပေါ့ဇပင်ညက်တူတွေထွက်သွားတဲ့နောက်မှာမောင်အနာကို မောင်လိုဇပင်အယောင်နဲ့ကောင်လေးယောက်လာပြီးစကားပြီးပြောနေကြတယ်မျက်မျက်ကကျမလက်ကိုတစ်ချက်လာဖမ်းဆုပ်တယ်ကျမခြေလမ်းတွေက မောင်ရှိတဲ့ပတ်ချံကိုရွေလျားနေပြီလေရုတ်တရက်ကျမခြေလမ်းတွေရက်တန်သွားတယ်မောင်ရဲ့နှကန်အဆုံဟာမောင်အနာမှာရှိတဲ့ကောင်လေးရဲ့နှပူးပေါ်ကိုကြက်ရောက်သွားတဲ့အဖြစ်ပြက်ဟာ ကျမမျက်လုံးတွေဝေဝါးသွားစေရင်မောင်းနှုတ်ကညွတ်လိုက်တဲ့နှကန်အဖွင့်ဟာကပြောလိုက်တဲ့စကားကနှလုံးသားကြက်ချီကတ်တဲ့ဘာကြောင့်အဲ့ဒီနှလုံးသားကြက်ချီခတ်ဆိုတဲ့စကားကိုမောင်ကျမကိုပြောခဲ့တယ်လေမောင်ပဲနှလုံးသားကြက်ချီခတ်တယ်မောင်ပဲအဲ့ဒီကြက်ချီခတ်ကိုဖျက်ဖြစ်တယ်နှလုံးသားကြက်ချီခတ်ဆိုတာလွယ်လွယ်နဲ့ဖျက်ပြစ်လို့ရသလားမောင်ကြက်သွားတဲ့မျက်နှာကိုကြည့်ပြီးမောင်ကျမကိုတွေ့သွားပြီဆိုတာသိချသွားတယ်ကျမစီကိုရှောက်လာတဲ့မောင်ဟန်မန်တွေက အရှင်တိုင်းပါပဲ။မောင်ကျမကိုစကားမပြောပဲကြည်နေတယ်။ကျမခံစားမိရတခုပဲရှိတော့တယ်။ကျမမေးချင်တဲ့မေးခွန်းတွေပျောက်ရှာသွားတယ်။ကျမကြားရုံနဲ့စကားတူတူလေးပြောတယ်။နှလုံးသားကြက်ချေကပ်ကို ဖြတ်မိရဲ့အတွက်ခွန့်လွတ်ပါတဲ့။သူ့အပြစ်တွေကြီးပါပဲဆိုရရဲ့။မောင်ရှိမှရောက်နေတဲ့ကျမမငိုမိဘူး။ကျမအချစ်မှကြာရှုံးပါရဲ့မောင်။မောင်လည်းအချစ်မှကြာရှုံးခဲ့ပါလိမ့်မယ်။အချစ်တစ်ခုတည်းအတွက်ကျမနှလုံးသားကြက်ချေကပ်ကို ကျမကိုယ်တိုင် ဖြတ်ပြီးခဲ့ပါတယ်။အချစ်ဆိုတာဘသူ့အပေါ်မှာမှမခွဲခြားတတ်တဲ့တီးတန့်ဖြစ်တည်မှုနန်စားတစ်ခုမဟုတ်လား။တစ်ခတ်တစ်ခတ်ဟာရော်ရော်ဝါဖြစ်သွားတယ်ဆိုပါတော့တန်မိုးရှိသေးတယ်လို့မောင်းထင်လား။မောင်းအတွက်တော့ကျမကရော်ရော်ဝါတရွက်လား။ဟုတ်တယ်ဆိုရင်တော့အမြတ်တနိုးစာအုပ်ထဲမှာတင်ထားပြီးပါမောင်း။တင်ထားပြီးမှမဟုတ်လားရင်ရင်းနဲ့ရင်း၍အောင်မို့သူ၃ရက်မတ်လ2014ခုနှစ် မွန်လွယ်၄နာရီ၃မိနစ်ဝိတ္ထုတိုလေးကိုနားထောင်ပြီးတော့အဲအတွေးလေးတစ်ခုရကြမယ်ထင်ပါတယ်ဝိတ္ထုရေးတဲ့သူရဲ့လူအားတော့ကျွန်တော်ကိုယ်တိုင်ပါပဲခင်ဗျအဲဒါလေးကတော့တပြိုးတပုံနဲ့တခြားသူတစ်ဖက်ခြံကနေသူတစ်ဖက်တည်းဆိုတာမောင်းသိရလားယင်မောင်းမသိကြအောင်ဆောင်နေတာကျမသိရမှာပပဆက်ဆက်ပြောလိုက်ပါမောင်းပြောလိုက်ပါကျမကိုမချစ်တော့ဘူးကျမကိုတန်ရောစင်ဖြတ်ချင်နေပြီလို့ ကျွန်မဟန်ဆောင်တတ်ဘူးမောင်ဒါပေမဲ့မောင်နဲ့ပတ်သက်တတ်တဲ့နာကြီးစရာခံစားချက်တိုင်းကိုတော့ကျွန်မဟန်ဆောင်မိထားတတ်တယ်အဲ့ဒီအရာကိုမောင်မမြင်ခဲ့တာပါအခုကျွန်မ black coffee ဆိုတဲ့တချင်းသားဟောင်းနေတယ်မောင်မောင်မိသွားတဲ့ coffee တစ်ခွက်တောက်နေရင်းနဲ့ပေါ့တချင်းကဟောင်းနေပေမဲ့မဟောင်းသေးရဘာချောက်လဲညားထောင်တဲ့လူပေါ်မှာပဲမူတည်တဲ့ထင်တာပဲမောင်ရဲ့ မောင်ပြန်လာတော့မယ်ဆိုတဲ့တဲ့င်းဟာကျမနာကိုတူတူလေးဝေးကရောက်လာတယ်။စီးကပ်နေတဲ့သပင်ချုပ်ကိုဖယ်ပြီးကျမတစ်ချက်ပတင်းပေါက်ကိုငေးမော့ကြည့်မိတယ်။အဲ့ဒီအချိန်ဟာ ကြပြားတစ်ပုတ်ကိုကျမရေးချစ်နေတဲ့အချိန်ပေါ့။အစိတ်စိတ်အမွှာမွှာပါပဲ။သူ့မသိအောင်ကျမကော်ဖီခွက်ကလေးကိုခွဲပစ်လိုက်တယ်။တချိုးတစားစီပါပဲ။အချို့တော့ကိုဟွက်ကာထားတယ်။မညီမညာချင်းတွေဟာညှိုးချင်းတွေကို တိတ်တိတ်လေး꿰ကြည့်အောင်ဖန်တီးတယ်။ယုံ။ကျမလည်းမောင်ကိုတတိတရာရှိနေခဲ့ရဖာကြောင့်လေ။ကျမယူနေပြီလားမောင်။ကျမယူနေပြီလား။အခုလေကော်ဖီခွက်ကလေးကိုကြည့်ပြီးကျမပြုံးနေမိတယ်။ကော်ဖီတောင်အယောင်မျိုးစုံနဲ့အရသာမျိုးစုံရှိသေးတာပဲမောင်ရဲ့။မောင်လည်းအစ်စ်ဆန်းရှာတာမဆန်းပါဘူး။ဆန်းတာကကျမမောင်ပေါ်ခန်းစားချက်တစိုးတစ်စင်းမှမရှိတော့တာပဲ။ပြင်းပြင်းထန်ထန်ခန်းစားရတဲ့အခါ လူတွေဟာဘာကြောင့်အဲ့ဒီလူတယောက်ကို negative view ကနေကြိတက်ကြတာလဲ။ကျွန်မအခုထိစဉ်းစားမရခဲ့ဘူးမောင်။ coffee ဖြော်တိုင်းတခွက်ဖြော်မိတယ်ကျွန်မ။မောင်ကို ခေါ်ခွင့်မရှိတဲ့အခါရရဆက်ဆက် Linda you လို့ကမွန်တက်ကြတယ်။အဲ့ဒါကိုရက်ဆက်တယ်လို့မခေါ်ဘူးလား။အဲ့ဒီလိုမျက်နာတဲ့လူတွေကိုကျွန်မပြန်ပြီးလှည့်ကြည့်နေတက်ခဲ့ပြီမောင်။ coffee ခားရဲဆိုတာတောက်လို့ကောင်းတယ်မောင်ဘဝခားပြီဆိုရင်တော့မောင်ပဲစဉ်းစားကြည့်ပါ ကျမတဦးတည်းကတိတံဖိတ်ချင်ပါတယ်ဆိုတော့မောင်လေးတန်တွေကပျော်ရွှင်မှုရောစွနေသလားဘလို့အတိတ်ပဲတက်ရောက်နေရဆိုတာကျမဝေခွဲမရခဲ့ဘူးအရင်တည်းကလည်းကျမမဝေခွဲခဲ့နိုင်ပါဘူးအဲ့ဒီအချက်တွေကများမောင်နဲ့ဝေးသွားစေတဲ့အချက်တွေဖြစ်နေမလားအပီးနေခြင်းနေလိုက်တော့စိတ်သားရပါလိုက်တော့လူတိုင်းကိုဘဝနဲ့ကိုစိတ်သားရပါလိုက်တော့ ိတ်ခါဆယ်မနေနေတော့ပြေရှင်လည်းမထူဘူးကြောက်စီဒီဆက်ကနားထောင်လက်စတခြင်းကိုပိတ်မောင်းစီကိုသွားဖို့ကျွန်မဟန်တင်လိုက်တယ် coffee story ဆိုရယ် coffee ဆိုင်ကိုလာခဲ့ပါလို့မောင်းတန်ကြတော့ကျွန်မရဲချင်းနေမိသေးတာ coffee story ဆိုရယ် coffee ဆိုင်လေးကိုကျွန်မဖွင့်ထားခဲ့တာမောင်းမသိခဲ့ဘူးလေ coffee ရွေးကိုယူတလွန်နဲ့မိမတယောက်ဟာ coffee ဆိုင်တစ်ဆိုင်လောက်တောင်မဖွင့်နိုင်ဘူးလို့မောင်းထင်ချင်းလဲထင်နေမှာပေါ့ ဆိုင်လာမယ်ဆိုရဲကဆိုင်မှာအုပ်ချုပ်တဲ့သူတရားကိုအကျိုးအကြောင်းကျမပြောထားခဲ့လိုက်တယ်။မောင်တိဖို့လဲမလိုအပ်တော့ဘူးထင်လို့ပါ။မလိုအပ်တော့ဘူးလေ။လူကိုမလိုအပ်တော့တာပါ။ဆိုင်ရောက်ရောက်ချင်းပန်းအိုအကြီးကြီးစိုက်ထားတဲ့ Oasis ပင်လေးတွေနားမှာမောင်ထိုင်နေတယ်။မောင်ဘေးနားမှာကျမထက်အတတ်ငယ်မဲ့ဘုံထင်ရတဲ့မိမတရားကျမလာတာမြင်ရတော့အဲ့ဒါကိုကိုတငယ်ချင်းလားလို့မင်းနေတဲ့ပုံနဲ့အမှုရာကိုကျမတွေ့ရတယ်။ ကျမကော်ဖီဆိုင်တော့ကျမမရောက်တာကြာပါပြီ။ကုန်ချမ်းနဲ့ပတ်သက်တာတွေကိုပဲလုပ်ပေးနေရတာဆိုတာ။မောင်စီကိုတွေ့ဖို့ထွက်လာတဲ့ကျမပုံစံဟာကဘူကီယိုဖြစ်နေမယ်ဆိုတာ။ကျမကိုကျမတီးပြီးသားပဲလေ။ကျမကိုတွေ့တော့မောင်တစ်ချက်ပြုံးပြပါရဲ့။ကျမလည်းပြန်ပြုံးပြလိုက်တယ်။ကျမအပြုံးကနှက်ခမ်းတစ်ဖက်တာအပေါ်ကိုကွေးညွန့်သွားတယ်။တိတ်ကိုတော်တဲ့မောင်ကျမကိုချိန်တဲ့အချိန်ကဆိုင်ရဲ့လူအရှင်းဆုံးချိန်ပဲ။ရောက်နေတာကြာပြီလားမောင်။ ကျမတို့ဖျားကမောင်လို့ခေါ်တဲ့ဆုံးမှာအနှင်းငယ်တွေးဆုပ်သွားတဲ့မောင်မျက်နှာရဲ့မောင်ကိုတစ်ချက်လှည့်ကြည့်လိုက်တဲ့မောင်ရဲ့ကျင်ရဘက်ရဲ့ကျမမမားပါဘူးနော်ကျမဘက်ကခန်းစားချက်တစိုးတစ်စင်းမှမရှိပဲမောင်ကို မောင်လို့ခေါ်လိုက်ရတာဟာဒီနေ့နောက်ဆုံးပါပဲဘာတောက်မလဲမောင်အင်းမိုကာကော်ဖီနှစ်ခွက်ပေးပါကျမကိုဘလက်ကော်ဖီတစ်ခွက်အယောင်ယောင်မမဖြစ်နေတဲ့မောင်ကိုကြည့်ရင်အနှင်းငယ်ပြုံးမိပါရဲ့ နောက်ဆုံးမှုပါမှာမောင်းအတွက်တဟာနေငယ်လက်တုပ်ပြန်မှုပါချင်းချင်းကျမဖုန်းရဲ့ message ရောက်တဲ့အတန်းယွန်းမောင်လို့ခေါ်နေတော့မဲလားကျမမောင်းကိုတစ်ချက်ကြည့်လိုက်မိတိတ်ကြောက်နေသလားမောင်းမောင်းလို့ရက်တွေလောက်မရက်ဆက်သေးပါဘူးမောင်းရဲ့မောင်က အဖျားတထောက်တာဆိုပေမဲ့ကျမကအဲ့ဒီအချိန်တုန်းကစက်ပြဘူးပေါင်းလေးဖြစ်ခဲ့တာမောင်းဘေးထွက်ဆိုးကျိုးနေနဲ့အမုံမွားလေးတွေဖြစ် မောင်ကိုလာရိုက်တာကိုမောင်ကတိတ်ကိုနာကျင်လို့နေဆိုရင်တော့ကျွန်မတိတ်ရဲ့ခြင်းနဲ့မောင်ရဲ့ကျွန်မဟာဟာပပကိုရေလိုက်မိတယ်။ယွန်းကိုတို့မင်္ဂလာပွဲကိုလာခဲ့နော်။လာခဲ့ရမှာပေါ့။ယွန်းနဲ့အနီးဆုံးလူတွေပဲကိုဒီတစ်ခါပြတ်သွားတဲ့မျက်နှာပိုင်ရှင်ကမောင်တယောက်တည်းမဟုတ်ပဲမောင်ဘေးနာကကျင်ရပပပါလာတယ်။ကျွန်မကိုနည်းနည်းလေးတော့အနိုင်ယုံွေးပေးပါမောင်။ဒီနေ့ကျွန်မတောက်နေကြကော်ဖီကတိတ်ကိုအရသာရှိနေတယ်မောင်။ ရိတ်တိုက်ပြီးဖျောင်းနိုင်မိစားတခုလိုပဲကျမရဲ့မာနကဟုတ်ခနဲ့ထတောက်လာရဲ့မောင်ခန်းစားချက်ဆိုတာတစိုးတစိမမရှိတဲ့နောက်ကော်ဖီကားကားတစ်ခါကိုတောက်ပြီးမောင်မျက်နှာကိုမထီတိကြည့်တဲ့အပြုံနဲ့ကျမကြည့်တက်လာတယ်ဇလန်းကအဆုံးတက်ရရမယ်မောင်အဆုံးတက်ကိုတက်ရရမယ်အချိန်ကြီးအချစ်ဆိုတာကုန်ကန်နီးကော်ဖီတစ်ခွက်လိုပဲလက်ကျန်အနေငယ်တီပါလို့ခန်းစားလို့ကောင်းနေရတာအဆုံးတက်လိုက်ပြီဆိုတဲ့အနာတက်တစ်ခုမှာတော့ တန်ရာတစ်ခုကကြံနေရစ်ခဲ့တာပဲမောင်နှစ်ဦးခြားကအချစ်ကိုအဆုံးသက်လိုက်တာဟာကော်ဖီတောက်ပြီးဆွဲကြံရတဲ့အရာသာလို့ပဲတနည်းနည်းကြံခဲ့ရတယ်ဆိုတာတွေ့ရင်ပြောပြမဲ့စကားတွေမရှိတော့တာမို့ကော်ဖီဝိုင်းကတိတ်ဆိတ်နေတယ်တိတ်ဆိတ်မှုကိုကျမကပဲစတင်ပြိုခွင်းလိုက်တယ်ကျမပြန်ပြီမောင်မောင်ပြောစားရှင်ဖုန်းဆက်လိုက်ပါဘလို့ပဲဖြစ်ဖြစ်ကျမကော်ဖီကွာဟာတိတ်တိတ်လေးကြာခွဲခဲ့ရမှာဒီနေ့တော့ ပန်းကော်ဖီခွက်ကိုကျမကိုကိုယ်တိုင်ခွဲပြစ်ချင်လို့ပါကျမကိုခွင့်လွှတ်ပါမောင်းကွဲရည်ခဲ့တဲ့ကော်ဖီခွက်အပိုင်းစာတွေကိုကျမတယောက်တည်းတင်ထားမှာပါမောင်းရဲ့မင်္ဂလာပွဲကိုကျမမတက်ဖြစ်ဘူးဆိုတာသိကြရဲဆိုတာပြောဖို့မလိုဘူးထင်ပါရဲ့ဟုတ်တယ်ဆုံးဖြတ်ချက်တစ်ခုကိုခိုင်ခိုင်မာမာချပစ်ခဲ့တဲ့ကျမပါ နောက်ဆုံးမှုရှုံးချင်ရှုံးပါစေမောင်ရှိရဲ့နေရာမှာကျမမနေနိုင်တယ်လို့ကျမရှိရဲ့နေရာမှာမောင်းကိုမရှိစေချင်ဘူး goodbye မောင် ရင်းနှင်းရင်း၍အောင်မိုးသူမေလ14ရက်2014ခုနှစ်ညနေတနာရီ23မိနစ်အကျေစုတင်ပါပဲဗျဒီတဲကွဲကော်ဖီဆိုတဲ့ဝတ္ထုတိုးလေးကိုကျွန်တော်ရေးခဲ့ရပါဒီဝတ္ထုတိုးလေးကကော်ဖီပုံမြင့်ဆိုတဲ့ဝတ္ထုတိုးလေးရဲ့ franchise ကိုပြောလို့ရပါတယ်ဒါကလည်းမဂဇင်းမှာပါခဲ့တဲ့ဝတ္ထုတိုးလေးပါပဲအဲကော်ဖီပုံမြင့်ဆိုတဲ့ဝတ္ထုတိုးလေးကိုကြိုက်ကြတယ်ဆိုတာနဲ့ဒီတဲကွဲကော်ဖီလေးကိုပိုရေးဖြစ်ခဲ့ရပါတယ် ဒီဝိထုတူလေးကတော့ပို့ပြီးတော့ emotional ခံစားချက်တွေပါမယ်လို့ထင်ပါတယ်အဲတိုက်ကြမယ်လို့လည်းမျှော်လင့်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျာ